တို့ပြောသလိုမျိုးပဲ WeChat လေးပဲတွန်းရမယ်တို့ပြောသလိုမျိုးပဲအပိုးဖွားတွေနဲ့ပဲစကားပြောရမယ်ဆိုတော့ခံစားချက်မျိုးနဲ့တွားပြီးတော့မှဟိုးရောက်တော့မှအပိုးဖွားတွေရဲ့ဒီစီးတွေဝင်းနေကြရမယ်ဆိုတော့အနေထားမျိုးတွေဖြစ်သွားတယ်ဆိုလို့ရှင်ပေါ့နော်အဲအဲ့လိုမျိုးကိစ္စတွေဒီကဖြစ်သွားတယ်ဆိုရင်အဲ့လိုမျိုးကိစ္စတွေဒီကလောက်ရတယ်ဆိုလို့ရှင်ကိုကကိုရောက်တော့မှ shock ဖြစ်သွားမယ်တူတူကွာမပြောချင်တာတခါတည်းကအဆုံးစုံထိတွေးသွားပါနော်ဥပမာဒီခိုင်းခေါ်တော့မဟုတ်ဘူးပေါ့နော်ဒီစားတောက်ဆိုင်ဆိုလဲစားတောက်ဆိုင်မှာ ဒီပစ္စည်းအလေးပင်တွေတည်ခြင်းလဲတည်ရမယ်ပေါ့ပစ္စည်းတွေအလေးပင်တွေအမ် box တွေဘာတွေမခြင်းလဲမရမယ်ဒီပကန်းစည်းတဲ့အပိုင်းမှာကြခြင်းလဲကြမယ်ပေါ့အကုန်လုံးအဘက်ဘက်ကနေပြီးတွေးပြီးတွားပါနော်တခါတည်းဟိုစောက်တောက်ဆိုင်ဆိုရမယ်ဟိုဝေတာပဲလောက်ကမှာငွေစင်းတိုင်တဲ့နေရာမှာပဲလောက်ကမှာဒီပတ်စံရှင်းတဲ့နေရာကောင်းတာမှာပဲလောက်ကမှာဆိုတဲ့ပုံစံမျိုးတအားကြီးပုတ်ပုတ်ပပကြီးတွေးမသွားနဲ့တိလားအဲ့လိုမျိုးတွေးသွားရင်ဟိုဘက်ရောက်ရင်ပိုပြီးခက်ခဲလိမ့်မယ်အဲ့တော့ကြတော့ဒီဘက်မှာတဲ့ကငါက ဒီအပိုင်းနဲ့သွားတယ်ဆိုပေမဲ့လို့ဒီလိုအပိုင်းလေးတွေလည်းဖြစ်လာနိုင်တယ်ပေါ့ဒီလိုအပိုင်းမျိုးတွေလည်းအဲသူတို့ဘက်ကခိုင်းရင်ကိုယ့်ဘက်ကငင်းလို့မရအောင်သူတို့ခိုင်းတာမှမရအောင်လုပ်ရမှာအဲ့တော့ကြတော့အဲ့လိုကိုလောက်ကြတဲ့အပိုင်းတွေကလည်းကိုယ့်ရဲ့အလုပ်ရှင်ပေါ်မှာအများကြီးမူတည်ရယ်ကွာအလုပ်ရှင်တယောက်နဲ့တယောက်မတူတဲ့ပုံမှာခိုင်းတဲ့ပုံစံချင်းကလည်းတူမှာမဟုတ်ဘူးငွေချင်းကကြတော့စားတောက်ဆိုင်သွားပြီးဝေတာလုပ်နေပေမဲ့ကိုကကြတော့စားတောက်ဆိုင်သွားပြီးတော့ကိုယ့်ရဲ့အလုပ်ရှင်တယောက်နဲ့တယောက်အလုပ်ရှင်ချင်းကမတူတဲ့ပုံမှာကိုကကြတော့စားတောက်ဆိုင်နေပဲသွားပြီးတော့ပကံစည်းနေရတာလည်းရှိရပါပဲအဲ့တော့ကြတော့နောက်ဆုံးအဆုံးဆုံးဒီကိုတွေးပြီးတော့သွားอืม ိုက်ကော်မှာလည်းအဲ့လိုပဲအိုက်ကော်မှာကလည်းအခုကြာကြာပြောလို့လေလို့ကြာပြောတဲ့အတိုင်းပဲဖြစ်မှာလားဆိုရင်ဖြစ်လည်းဖြစ်မယ်ဖြစ်ချင်မှလည်းဖြစ်မယ်ပေါ့နော်အော် over papa လေးတဲ့တကယ်ကူမှဒီခိုက်ကော်ပါဆိုရဲ image တကယ်အဲ့ဒီပုံစံမျိုးလေးကြီးလည်းရှိရဲပေါ့နော်အဲ့အဲ့လိုမျိုးမဟုတ်ဖဲနဲ့တာဝန်ယူရတဲ့ကြီးမားတဲ့တာဝန်တွေကိုယူရတဲ့အပိုင်းမျိုးကြီးလည်းရှိရဲအဲ့တော့ဟိုခိုက်ကော်ဆိုကလေးကကိုခိုက်ကော်နဲ့ပတ်သက်တဲ့ဟာလေးတွေကို ကျွန်တော်တို့မှမဟုတ်ဘူးတခြားလူတွေလည်းအများကြီး sharing လုပ်ပေးနေကြရရှိရပါတော့ဆိုတော့ခိုက်ဖို့ဆိုတာကဘလို့လုပ်ပေးဆိုတဲ့ဟာကိုနည်းနည်းလေးအကျူပြီးတော့လေ့လာသွားတယ်လေဘာဖြစ်လို့လဲဆိုတော့ဟိုဘက်မှာရောက်လာတာကြမှာကျွန်တော်တို့ဟိုဘက်ကိုရောက်သွားတော့အဲကျောက်ဖက်ငယ်တဲ့ကလေးတွေပေါ့နော်ငယ်တဲ့ကလေးတွေလည်းဒီနောက်ကနေပြီးဂျူနီယာတွေမြန်မာတွေရောဂျပန်တွေရောဝင်လာတယ်အများကြီးရှိတယ်အများကြီးရှိတယ်မဲ့လို့အဲသူတို့ရဲ့ chain နဲ့ခိုင်းပေါ်ကတမျိုးတကယ်တည်းလောက်ရတဲ့ခိုင်းပေါ်ကတမျိုးဖြစ်နေတဲ့အခါမှာအဲဂျပန် ခလေးတွေကတော့တချို့မခံနိုင်မဲနဲ့ထွက်သွားတဲ့ဟာမျိုးတွေလည်းရှိရပါတော့ဒါပေမဲ့လို့တနာစရာကောင်းတာကကျတော့လူစားကြုတ်စားတဲ့နေနဲ့နေနေရတဲ့အဲကြာနေရဆိုမြန်မာခလေးတွေပေါ့နော်မလုတ်ရှင်တဲ့အလုပ်ကိုအောင်ရည်တိခံပြီးလုပ်ရတယ်အဲ့တော့ကျတော့အလုပ်ထဲမှာမပျော်တာမျိုးတွေစိတ်ညစ်တာမျိုးတွေမပျော်ဘူးဆိုလို့ရှိရင်ကျတဲ့အလုပ်တွေကလုပ်တဲ့အခါမှာအလွယ်လွယ်အမှားမှားနဲ့အဆင်မပြေတာကြီးကြီးပဲဖြစ်လာရောတနေ့တနေ့အဆင်မပြေတာကြီးကြီးပဲဖြစ်လာတော့ stress တွေပြီလာရောအဲ့တော့အလုပ်လုပ်တာအဆင်မပြေဘူးဖြစ်တဲ့အတွက်ကြောင့်မို့လို့ အလုတ်ကလည်းရှေ့ဆက်မတက်နိုင်ဘူးအဲ့တော့အခွင့်အရေးတွေလည်းမရတော့ဘူးဒီလိုမျိုးပြဿနာတွေအများကြီးရှိရပေါ့နော်အဲ့တော့စိတ်ကိုကြိုတင်ပြီးတော့ပြင်ဆင်သွားတာကပို့ပြီးတော့အဆင်ပြေမယ်ပေါ့နော်အရအဲ့ရရအလုံးနဲ့သွားတဲ့ကိစ္စတွေမှာလဲလေကျတော့အခွင့်အရေးတွေမှာလည်းရှိရအဲ့ကျတော့အခွင့်ကနည်းနည်းလေးကြီးရပေါ့နော်ကျတော့သွားတဲ့အချိန်တော့ကျတော့အခွင့်နည်းနည်းလေးမှုများတယ်အဲတကယ်ကိုခိုင်းဖို့ကိုဝါသနာပါလို့ဝင်လာတာမျိုးမဟုတ်ခင်းနဲ့ အဲသူတို့ interview တွေခဏခဏဝင်ဖြေတယ်ပေါ့နော်ဟိုဟိုကမအောင်ဒီကမအောင်လဲဒီလိုမျိုးလူတွေဒါဟိုဒါစော်ကားလည်းမဟုတ်ဘာမှလည်းမဟုတ်ဘူးအဲဒါ interview ဘာနဲ့ဖြစ်ဖြစ်ရတယ်အလုပ်သွားလုပ်ရင်ရလုပ်သွားလုပ်လို့ရရင်ရပြီဆိုတဲ့ပုံစံမျိုးလေးတွေနဲ့သူတို့ပေါ့ပေါ့ပါတွေးပြီးတော့ခိုက်ပေါ်ဝင်ပြီးတော့ဖြေလိုက်တာမျိုးကြီးပေါ့ပြီးကကျမတကယ်အလုပ်ထဲအလုပ်ခွင်ထဲရောက်ပြီးတော့တကယ်အလုပ်လဲလုပ်လာရရောအာနောင်နာရတယ်ငါဒီအလုပ်ကိုမရွှေးလိုက်ရမှာငါဒီ interview ကိုဝင်မဖြေလိုက်ရမှာဆိုပြီးတော့စိတ်တွေမြင့်ပြီးတော့ကြတော့ဒီ စာချုပ်ထုတ်ထားတဲ့နှစ်ထဲမှာအောင်ဤတီးခံပြီးတော့စိတ်ပြင်းပြပြီးလုပ်တဲ့တွေလည်းရှိရအခုဆိုလို့ရှိရင်ကျတို့အဲသုံးနှစ်နဲ့ကျတော့ပြန်လာတယ်ပေါ့နော်ပြန်လာတဲ့အချိန်မှာတခြားသူတွေကဒီခိုင်ဖို့ဆိုရဲခေါင်းစဉ်အောက်ထဲမှာပြန်ပြီးကျန်နေတဲ့တွေလည်းရှိရတချို့ဆိုလို့ရှိရင်ခိုင်ဖို့မှာအမျိုးအစားအဲတခြားမျိုးအစားကိုပြလိုက်တဲ့တွေလည်းရှိရအဓိကပြောချင်တာကခိုင်ဖို့မဟုတ်ဘဲနဲ့တခြားလို့အလုပ်တွေကိုကူးသွားရတဲ့တွေအများကြီးရှိရပေါ့နော်သူတို့ဒီသုံးနှစ်ကိုအဲဘယ်လိုပြောရမလဲ အတွေ့အကြုံလည်းဒီလောက်ယူနိုင်မဲနဲ့စိတ်အငြင်းခံပြီးတော့ဒီလိုမျိုးလုပ်ရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အလုပ်ကိုကိုနဲ့အစဉ်ပြေးတဲ့ဟာကိုမှန်မှန်ကန်ကန်ရွေးဖို့ဆိုတာဒါအရေးကြီးတယ်။နည်းနည်းကိုကရွေးလိုက်တဲ့အလုပ်ကြီးဟိုကိုချင်တာထပ်ပို့ပြီးပေါ့ပေါ့ပါပါဖြစ်နေတဲ့အလုပ်မျိုးဆိုလို့ရှိရင်တော့အဲဒါကတိတ်ပြီးတော့ stress မပြီးတဲ့နေရာမျိုးဆိုရင်ပြဿနာမရှိဘူး။အဲဒါပေမဲ့ခိုင်းကိုလိုမျိုးစားတော့ဆိုင်လိုမျိုးမျိုးစိတ်ကောလူရောနှစ်ပြီးလုပ်ရတဲ့အလုပ်တွေမှာဆိုလို့ရှိရင်အရင်ပြင်မဲ့နဲ့ အဲ့ဒီမှမရှိဘူးကွာဒီလားကိုကစားတော့ဆိုင်ရဲဝါသနာပါနေပေမဲ့လို့ခိုင်းကိုဝင်လာပြီးတော့ကြတော့တနေ့တနေ့အီးတွေတီးတွေလုံနေရတယ်သူတို့တွေကိုဝေယဝဆိုင်လည်းလုံပေးနေရတယ်တခါလေးဆိုတငယ်ပြန်တဲ့လူတွေပါတယ်အာတည့်ရမလားပြောမရဆိုမရကိုချော့တခါ၆တလဲပြောရတယ်အာတည့်ရမလားအမျိုးမျိုးကွာတည့်မလားကို့မှာဒီအလုပ်ဆိုတဲ့တာဝန်နေမဟုတ်ခဲနဲ့စိတ်ကောလူရောပါထဲ့ပြီးတော့လုပ်လို့ရရဲ့ဟာမျိုးရှိရဲ့သမင်းကျွေးရင်သမင်းမစားခြင်းမှုဆိုရဲ့ဟာမျိုးတွေတခုခုလုပ်ပြီးလို့အဲဟို လိုပြောတာဒါလေးလောက်ပြီးမယ်ဆိုလို့ရှိရင်လက်မခံတာမျိုးတွေဒီလိုမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေလည်းရှိရဲအဲ့ဒီကြောင့်မို့လို့စိတ်ညစ်ရနိုင်တယ်ပေါ့နော်ခိုက်ဖို့လို့ဆိုတာအရင်အရင်လူပင်မန်းတာလဲပါတယ်လို့စိတ်အရင်ပင်မန်းရတယ်စိတ်အရင်ထက်ရတယ်လို့ဖြစ်တဲ့အတွက်ကြောင့်မို့အကိမ်းကပိုးကလှုပ်ရှင်နေဟာမဟုတ်ဖက်နဲ့ဒီလိုမျိုးနည်းနည်းစိတ်ပင်မန်းလူပင်မန်းရတဲ့ဟာမျိုးရွေးမိရဆိုလို့ရှိရင်စိတ်ကြကြသွားနိုင်တယ်တော့ဒီမှာနေရတာစိတ်ကြကြတာပဲဖြစ်ဖြစ်တော့မဟုတ်လို့ရှိရင်ဒီလိုကိုလုပ်မြင်ရစိတ်ကြကြတာပဲဖြစ်ဖြစ်ဒါမျိုးတွေဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဟိုအလုပ်ကို ူကမသိကြဘူးဆိုရင်လည်းပေါ့ပေါ့ပါပါလေးပဲရွေးစီခြင်း